ဆိုမောကွယ်လွန်သွားပြီးမှဇနီးငယ်နဲ့ဇနီးကြီးကြောင့်ရှုပ်ထွေးမှုတွေဖြစ်နေတဲ့ပြင်းရင်းဖခင်ဒရိုက်တာမမောင်မြင့်ဆိုမောကွယ်လွန်သွားတဲ့အချိန်မှာအင်တာနက်ပေါ်မှာကြီးကျယ်ဇလန်းတွေဖြစ်နေတာကတော့ဝိုင်းရင်သယုံဆောင်ဒရိုက်တာကယ်မီမမောင်မြင့်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ဥမမောင်မြင့်ဆိုတာကတော့မြန်မာရုပ်ရှင်လောကမှာသယုံဆောင်ဒရိုက်တာဆန်ညွန့်ရေးဆရာထလုံးသူပရိုဂျူဆာဆသဖြင့်ဆွေဆောင်ရလူပညာရှင်ကြီးဖြစ်ပါတယ်။ဒါအပြင်ဒရိုက်တာမမောင်မြင့်ဟာငွေရွေနဲ့ဆိုမောကွယ်လွန်သွားတဲ့သယုံဆောင်မင်းသားပြင်းရင်းဖခင်လည်းဖြစ်ပါတယ်။ ခုပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ဒီလိုဝိုင်းရင်ဆွေဆောင်ရကန်တော်ရဲ့အနုပညာရှင်ကြီးဦးမောင်မောင်မြင့်ဟာအသက်64နှစ်အရွယ်မှာကွယ်လွန်အနေဆာရောက်သွားပါပြီ။ဒီလိုဦးမောင်မောင်မြင့်တရားဆုံးမကွယ်လွန်သွားချိန်မှာပြဿနာတက်တာကဦးမောင်မောင်မြင့်ရဲ့ပထမဇနီးမိသားစုနဲ့ဒုတိယဇနီးမိသားစုကြားမှာဖြစ်ပါတယ်။ဦးမောင်မောင်မြင့်ဟာ1959ခုနှစ်ကျော်ကနေ1995ခုနှစ်ထိကိုတရုတ်စာမင်းသားပြင်းရင်းရဲ့ဖခင်ပထမဇနီးနဲ့ပေါင်းတဲ့ကပြင်းရင်းအပါအဝင်သားသမီး၃ယောက်မွေးဖွားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့ဥပမာမြင့်ဟာအသက်60ရွယ်မှာသူ့ရဲ့အသက်40กว่าတဲ့အသက်20ရွယ်ဇနီးငငယ်ချောချောလေးနဲ့ခိုးရလိုက်တော့တာဖြစ်ပါရင်ဥပမာမြင့်ဟာဆိုပါချင်းကပဲအသက်40ကျော်กว่าတဲ့ဒေါ်စီစီစိန်းဆိုရင်ဇနီးငငယ်ချောချောလေးနဲ့ဘဝကိုဖျက်ဆီးနေတာပါပြီးတော့ကောဥပမာမြင့်ဆုံးမသွားတဲ့အထိကိုဒုတိယဇနီးဒေါ်စီစီစိန်းကပဲဥပမာမြင့်အနာမှာပြုစုပေးခဲ့တာဖြစ်ပါရင်ဒါကြောင့်လေပရိသတ်တွေကတော့ဥပမာမြင့်ကို သားသမီးနှစ်ယောက်ကလာမကြည့်ဘူးလားဇနီးကပဲပြုစုနေရလားစသဖြင့်မေကွန်းထုတ်ပါရင်ဒေါ်စီစီစိန်ကိုရိုင်းကလည်းသူမဟာအသက်40ကျော်กว่าတဲ့ဥမမောင်မြင့်ကိုစိတ်ကောလို့ပါပေးဆက်ပြီးတော့ချစ်ခဲ့ကြောင်းပြုစုဆောင်ရှောက်ပေးခဲ့ရကြောင်းဒီလိုပြုစုဆောင်ရှောက်ပေးခဲ့လို့လည်းသူဘက်ကညှို့ညင်တာမျိုးမရှိကြောင်းအမမမင်းရဲ့ဇနီးဒေါ်စီစီစိန်ကပြောလာပါရင်ဒေါ်စီစီစိန်ကဒီလိုအင်တာဗျူးဖြေတာကိုအမမမင်းရဲ့ပထမဇနီးမိသားစုဘက်ကတစက်ကလေးမှသဘောမတူပါဘူးသူဖြစ်တော့အမမမင်းရဲ့တူမတော်ဆက်ပါရင်ဆိုရင် ဇက်ဖို့တေယုတ်ဆောင်ထူမွန်ကမီဒီယာအင်တာဗျူးတွေကနေတဆင်ကက်ကက်လောင်တဲ့ဖြစ်ရှင်းခဲ့တာပါတေယုတ်ဆောင်ထူမွန်ကဒေါ်စီစီစိန်ဟာအသက်20ရွယ်မှာဥမမမြင့်ကိုအင်ကိုတက်ကအသက်60ရွယ်ဥမမမြင့်ကိုဖျားယောင်သွေးဆောင်တာဖြစ်တယ်လို့ဆိုပါတယ်ဒီလိုအသက်20ရွယ်မိန်းကလေးပြောက်ကအသက်60ရွယ်ကိုရင်းဆိုတာကိုကျုံးမပါပဲမြင်နိုင်ဆောင်ဥမမမြင့်အင်ကယူသွားတဲ့စီစိန်အုပ်ဆောင်တွေကိုလည်းဒေါ်စီစီစိန်နဲ့ဥမမမြင့်ကသုံးဆွဲခဲ့ကြတယ် ဒါ့အပြင်ဥမမမြင့်မသိခင်မှာအဲ့အချိန်လေးကိုသမီးနှစ်ယောက်ကလိုလေးသေးမရှိအောင်ထောက်ပံ့ခဲ့တာဖြစ်ကြောင်းဒါပေမဲ့ဒေါ်စီစီစိန်ကသူများမိသားစုအတိုက်မြုံကိုလည်းဖျက်ဆီးတယ်လို့အခုအချိန်မှာမီဒီယာအင်တာဗျူးမှာဒေါ်စီစီစိန်ကသူမကပင်ဥမမမြင့်ကိုတယောက်တည်းပြုစုလိုက်တယ်လို့လို့ဥမမမြင့်အရင်မိသားစုကပဲလုံးဝတစ်စက်ကလေးမှမထောက်ပံ့တယ်လို့လောက်တာတွေဟာမလုပ်တဲ့ကြောင်းကိုရှင်းပြလာတာဖြစ်ပါတယ်ဒီလိုဥမမမြင့်ရဲ့တူမထုံးမွန်တဲ့ဇနီးတဲ့ဒေါ်စီစီစိန်တို့ကြားကပြဿနာကြောင့်လဲ တော်လိတို့ဥမမမင်းအိမ်တော်ရင်နောင်မင်းနေတာကတိုင်းပြည်ပြည်သူကိုဖြစ်ကုန်တာပါဒီလိုအပြိုင်ဆိုင်မီဒီယာတွေမှာပွဲဖြစ်နေတာကလည်းဥမမမင်းရေးသားခဲ့တဲ့ဇလန်းတွေဝတ္ထုတွေမိုဘိုင်းကွင်းတွေနဲ့လည်းဆိုင်ပါတယ်ခုချိန်မှာတော့နှစ်ဖက်စလုံးကအမွေကိစ္စနဲ့ပတ်သက်ပြီးအခုလိုအခြေတင်ဖြစ်လာတာပါထုံးမွန်ကသူမဟာသူမတယောက်အနေနဲ့ဥမမမင်းရဲ့အမှုပညာကိုကိုသားသမီးတွေကိုစားပြန်လည်စီမံပိုင်ခွင့်ရှိကြောင်းဥမမမင်းဇလန်းတွေကိုလည်းလာကန်းလန်းတဲ့ကုမ္ပဏီတွေကိုလည်းတင့်တော်တဲ့ဈေးနဲ့ရောင်းချမယ်လို့ဆိုပါတယ်ဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရော ဥမ္မာမောင်ရဲ့အမွေကိစ္စပေါ်မှာမိမိရဲ့အမျိုးရိုးလည်းပြောသွားကြပါအောင်ရှင်